ရှင်တနင်္လာရီတိုင်းပြင်းထောင်နောက်မနခင်သတင်းအစီအစဉ်ရဲ့ဇုံလ17ရက်နေ့အတွက်နောက်ဆုံးရသတင်းတွေကိုပြပြပေးမှာဖြစ်ပါတယ်ရှင်တနင်္လာရီတိုင်းပြင်းထောင်နောက်ရဲ့မနခင်သတင်းအစီအစဉ်ကို အပတ်စဉ်တနင်္လာနေ့ကနေတောက်ကြနေ့အထိပုံမှန်ပြဆက်ပေးသွားပါမယ်ရှင်ဒွေထိုင်းနယ်ဇက်ကဘော်တီစစ်ကောင်စီစခန်းကိုမနေ့ကမနက်ပိုင်းမှာ KNL နဲ့တော်လိုင်းရေးပူပေါင်းတပ်တွေကတင်ပိုင်နိုင်ခဲ့ပါတယ် ဘော်ဒီစခန်းကိုအခုလ10ရက်နေ့မှာတော်လန်ရေးတက်တွေကစတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး၃ရက်အကြာမှာအပိသက်သိမ်းယူနိုင်ခဲ့တာပါ။အဲ့ဒီစခန်းမှာတဝဲအခြေစိုက်ခလာရ25တက်ရင်လက်အောက်ခံစစ်ကောင်စီတပ်သား40ဝန်းကျင်အခြေစိုက်ထားတဲ့စခန်းဖြစ်ပါတယ်။စကန်သိမ့်တိုက်ပွဲအတွင်းစစ်ကောင်စီတပ်ရဲ့လက်နက်နဲ့ခရံတွေကို သိမ်းမိထားပြီးစစ်ကောင်စီတပ်သားတို့ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးသွားတယ်လို့သိရပါဗျ။ မျိုးသားညီညွတ်ရေးအစိုးရအငူးကြီးရဲ့သတင်းပြကြားရေးကိုအဓိကတာဝန်ယူထားတဲ့သမရာယုံပြောခွင့်ရအရာရှိဦးကျော်စောဟာရာထူးကနေအနားယူတော်မှာ ဖြစ်တယ်လို့အငူးကြီးကမနေ့ကသတင်းထုတ်ပြန်ပါတယ်။အခုလိုနှုတ်ထွက်ရတာဟာပြီးခဲ့တဲ့နှစ်နိုဝင်ဘာလကအငူးကြီးယာယီသမရဒူဝါလက်ရှိလာရဲ့ပြည်ပရောက်ခေါင်းဆောင်တွေပြန်လာဖို့စစ်ခုံမှုနဲ့ဆက်ဆက်နေပြီး ်ဦးကျော်စောအနေနဲ့ပြည်တွင်းကိုပြန်လည်ဝင်ရောက်ဖို့ခက်ခဲတဲ့အခြေအနေကြောင့်ရထူးကနေအနားယူတာဖြစ်တယ်လို့ဆိုပါတယ်။ဦးကျော်စောဟာပြောရေးဆိုခွင့်ရှိသူရထူးကနေအနားယူလိုက်ပေမဲ့အန်ယူဂျီသမရာရုံးရဲ့အရေးပါတဲ့မဟာဗျူဟာဆိုင်ရာလုပ်ငန်းတွေကိုဆက်လက်လှုပ်ဆောင်နေမှာဖြစ်တယ်လို့လည်းသမရာရုံးအတွင်းဝင်ကပြောကြားထားပါတယ်။ စကိုင်းတိုင်းပလဲမြို့နယ်ကန်တော့စခန်းသိမ်းတိုက်ပွဲမှာစစ်ကောင်စီတပ်ရဲ့ဂျက်ဖိုင်တာတိုက်လေရီတစ်စင်းကိုပြည်သူ့လွတ်မြောက်ရေးတမတော် PLA ကပစ်ချနိုင်ခဲ့ပါတယ်။မင်းကြီးကမွန်လယ်ပိုင်း၁၂နှစ်ဝင်းချင်းကပလဲမြို့နယ်ကန်တော့စခန်းသိမ်းတိုက်ပွဲအတွင်းမှာလေကြောင်းပစ်ကိုလာပေးချိန်မှာ PLA ဘက်ကပစ်ချနိုင်ခဲ့တာပါ။ပြည်သူ့လွတ်မြောက်ရေးတမတော် PLA အနေနဲ့ပြတ်ကျခဲ့တဲ့လေရင်အမျိုးသားနဲ့လေရင်မှုတွေတိုက်စုံမှုရှိမရှိကိုဆက်လက်စီစစ်နေဆဲဖြစ်တယ်လို့လည်းထုတ်ပြန်ထားပါဗျ။ ဒဝဲခင်တပ်ပေါင်းစုရဲ့နာမည်နဲ့တစိုက်ကိုအသုံးပြုပြီးဒဝဲမျိုးပေါ်ကရွှေဆိုင်တစ်ခုမှာစာအတုနဲ့ချင်းချောက်ပြီးငွေတောင်းတဲ့ဖြစ်စဉ်ရှိခဲ့တယ်လို့ဒဝဲခင်တပ်ပေါင်းစုကထုတ်ပြန်ပါတယ်။အဲဒီစာမှာပြီးခဲ့တဲ့မေလ၈ရက်နေ့ကိုနောက်ဆုံးထားပြီးငွေချက်၃သိန်းကိုစီရီးနဲ့အုတ်ချုပ်ရည်ရန်ပုံငွေအဖြစ်ပေးသွင်းဖို့ရည်သားထားတာပါ။အခုလိုချင်းချောက်ပြီးငွေကြီးတောင်းခံတာမျိုးဘယ်တော့မှလုံဆောင်မှာမဟုတ်ကြောင်းနဲ့အဲ့ဒီလိုစာအတုလုပ်ပြီးချင်းချောက်ငွေတောင်းတဲ့ဖြစ်စဉ်ကိုလည်း ဆက်လက်ဖော်ထုတ်သွားမယ်လို့ဆိုပါတယ်။မွန်ပြည်နယ်ရေမြို့နယ်အခြေစိုက်ခလာရ299ကစစ်ကောင်စီတပ်သား2ဦးဟာလက်နက်တွေနဲ့တကွရေးပျောက်ကြားတပ် YGFC မှာအလင်းဝင်လာတယ်လို့သိရပါဗျ။အလင်းဝင်လာသူတွေကတပ်သားစုဆောင်ခံရတဲ့စစ်မှုထဲတင်နန်းစင်းတွေဖြစ်ကြတဲ့တပ်သားစီစီအောင် ညီညီသက်ဆူသူတွေဖြစ်ကြပါဗျ။ သူတို့နှစ်ဦးဟာဇွန်လ၂ရက်နေ့ကလေးကတက်ကနေလက်နက်တွေနဲ့အတူထွက်ပြေးလာကြတာဖြစ်ပြီးခဏရက်အကြာမှာမှအလင်းဝင်နေနေရာကိုရောက်လာတာဖြစ်တယ်လို့လည်းသိရပါဗျ။ကိုတောင်းနဲ့ဗုတ်ပြင်းမြို့နယ်အဆက်ကိုစစ်ကောင်စီဘက်ကစစ်ကြောင်း၃ကြောင်းခွဲပြီးစစ်ကြောင်းထိုးနေကနှစ်ဖက်တိုက်တွေ့မှုတွေဖြစ်ပွားလျက်ရှိတယ်လို့တော်လိုင်းရေးတပ်ဖွဲ့ဝင်တွေစီကကနအူးသိရပါဗျ။ စစ်ကောင်စီတပ်ဟာအခုလ9ရက်နေ့ကစလို့ဝိုင်းရင်းနဲ့နမ်မတော်ရွာတွေဘက်ကိုစစ်ကြောင်းထိုးနေတာဖြစ်ပြီးတော်လရင်ပူပေါင်းတပ်တွေနဲ့လေးကျင့်ထမ်းမနဲ့ထိတွေ့တိုက်ပွဲတွေဖြစ်ထားတယ်လို့သိရပါဗျ။တင်နိုင်တိုင်းသတင်းဌာနရဲ့မနက်ခင်းသတင်းအစီအစဉ်ကိုနားဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။